မနေ့က United ပြိသက်တွေဂျားထဲမှာတကယ်ကိုပွက်လောထနေတဲ့ podcast တစ်ပုဒ်တက်ခဲ့တယ်။အဘ bro သိပြီလား။မသိလို့ရှိရင်ကျွန်တော်ပြောပြမယ်။အဲ့ podcast ကတော့ The Times and Sunday Times Media နဲ့ United ရဲ့ share ရှင်ပေါ့နော်။ Sergeant Radcliffe တို့ဒါပြောခဲ့တဲ့ဒါ podcast ပေါ့နော်။အဲ့ podcast မှာ Sergeant Radcliffe ကနေပြီးတော့ဝေဖန်ခံနေရတဲ့ United နီးပြ Armourin နဲ့ပတ်သက်ပြီးတော့ရော United နဲ့ပတ်သက်ပြီးတော့ပါသူ့ရဲ့အမြင်တွေကိုဒါပုံမှန်လေးပြောပြခဲ့တယ်။ဆိုတော့ကျွန်တော်တင်တော့ကိုစမယ်။ ပထမဆုံးအနေနဲ့ Roman Amorin နဲ့ပတ်သက်ပြီးတော့ Sergeant Radcliffe ပြောခဲ့တဲ့အငင်းပွားစရာကိစ္စလေးကိုကျွန်တော်အဓိကဒီနေရာမှာ highlight ထားပြီးတော့ကျွန်တော်ပြောချင်တယ်။ Sergeant Radcliffe ပြောခဲ့တဲ့စကားတွေကိုကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးချင်ပါတယ်။သူကဘာပြောခဲ့လဲဆိုတော့ Amorin ကနေနီးပြကောင်းတယောက်ဖြစ်ကြောင်းကိုဒါ၃နှစ်အတွင်းတက်တည်ပြဖို့လိုအပ်တယ်တဲ့။ဆိုလိုတဲ့အဓိပ္ပာယ်ကတော့အာ Sergeant Radcliffe အနေနဲ့နီးပြ Amorin ကိုအချိန်၃နှစ်ပေးမယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။ဘောလုံးမှာတဲ့တခုခုဖြစ်လာဖို့အောင်မြင်မှုတခုခုရဖို့ဆိုတာက ဒါနေချင်းကြချင်းမဖြစ်နိုင်ပါဘူးတဲ့အဲဥမာတဲ့သူကအာဆင်နယ်ပေါ့နော်နီးပြအာတီတာကိုပဲကြည့်လိုက်ပါတဲ့အစာပိုင်းနှစ်တွေမှာသူတို့လည်းအဆင်မပြေဖြစ်ခဲ့တာပဲတဲ့ကျွန်တော်တို့စိတ်ရှည်မှရမယ်တဲ့ကျွန်တော်တို့မှာရေရှည်စီမံကိန်းတွေရှိပါတယ်တဲ့ဘောလုံးအသင်းသင်းကိုတိဆောက်တဲ့နေရာမှာကျွန်တော်မီးခလုတ်ကိုဖြွင့်လိုက်တယ်လို့မျိုးပိတ်လိုက်တယ်လို့မျိုးပေါ့နော်ချက်ချင်းဖြွင့်ချက်ချင်းမီးလင်း အဲ့ဒီအမလားချက်ချင်းပိတ်လိုက်တဲ့အချိန်မှာချက်ချင်းမောင်းသွားချက်ချင်းဝင်ချက်ချင်းမင်းလေးအဲ့လိုမျိုးပေါ့နော်မီးခလုတ်တစ်ခုကိုဖွင့်လိုက်တဲ့လိုမျိုးချက်ချင်းပြောင်းလဲသွားဖို့ဆိုတာဒါမဖြစ်နိုင်ပါဘူးပေါ့နော်ပြောင်းလဲသွားမှလည်းမဟုတ်ဘူးပေါ့ United ကိုကင်တွယ်ခြင်းနဲ့ဆိုလို့ရှိရင်တဲ့အဲတပတ်ကိုအဲ့တစကားကတော့ကျွန်တော်တော်တော်လေးဒီ Sergeant Ralph Click ကို impress ဖြစ်စေတယ်။တော့ပြောလဲဆိုတော့ဒီအင်္ဂလိပ်မီဒီယာတွေနဲ့ပတ်သက်ပြီးတော့ပြောလဲဆိုတော့ United ကိုကင်တွယ်ခြင်းနဲ့ဆိုလို့ရှိရင်တပတ်ကိုတစ်ခါလောက် ဒါမှမဟုတ်လို့ရှင်တပတ်ထဲမှနေ3လ5ကာလောက်ပောက်ကရအပူတွေပြောနေတဲ့ဒီအင်္ဂလိပ်မီဒီယာတွေဂျာနယ်လစ်တွေရဲ့စကားတွေကိုကျွန်တော်တို့ကနားယောင်နေလို့မရပါဘူးတဲ့အဲ့ဒါလေအယမ်းမှန်တယ် bro အင်္ဂလိပ်မီဒီယာဆိုတော့ bro လေကျွန်တော်ပရီးမီးယားလိဂ်ကိုအယမ်းများအယူအားပေးနေတဲ့ဘောလုံးဖန်တွေကြီးပဲဆိုတော့သူတို့ကကစားသမားတစ်ယောက်ကိုလည်းဟိုးအပေါ်ထီသူတို့ဆွဲတင်လိုက်လို့ရတယ်လို့ကစားသမားတစ်ယောက်ကိုလည်းဟိုးအောက်ဆုံးထိပြုတ်ကြအောင်သူတို့ရိုက်ချနိုင်နေတဲ့စကလုံးနေနဲ့သဘောတကူကနီးပြဆိုလဲထုံနေလကောက်အောင်မယ် တော်အင်္ဂလိပ်မီဒီယာရဲ့အင်အားကြီးတယ်ပေါ့နော်အဲ့ဒီစကားကတော့ဒါအဟောဆုံးဖြစ်ခဲ့ရပေါ့ဆိုတော့ bro တော့ဘလို့မြင်လဲကျွန်တော်တော့အဲဆာဂျင်ရက်ကလစ်အနေနဲ့အဲသူပြောခဲ့တဲ့စကားတွေကဒါတော်တော်လေးတမတမကြပြီးတော့အဖြစ်သင့်ဖြစ်ထိုက်တာကိုပြောသွားရည်လို့ကျွန်တော်ထင်တယ်ဥမာအအသင်းတသင်းကိုကျွန်တော်ပြုဝင်ပြောင်းလဲတဲ့နေရာမှာလဲကျွန်တော်ရဲ့ United fan ညိုကီတွေကိုလဲကျွန်တော်ပြောရတယ်မြင် bro တို့စန္ဒာတွေမစောကြနဲ့စန္ဒာတွေမစောနဲ့ဘာလို့ဆိုပြီးခဲ့ရာတီကတော့ဗျာဟိုပွင့်လင်းပြောင်းကျွန်တော်အခြေအနေမကောင်းခဲ့ဘူးပေါ့နော်ဒါမဲ့လဲ United fan ဆိုတာပါလဲဆိုတော့အသူနီးပြတ်တက်ရောက်လာပြီချက်ချင်းအောင်ပြီချက်ချင်းဖလားယူအဲအဲ့လိုမျိုးတွေကိုဒါလိုချင်တဲ့ fan တွေဆိုတော့ကျွန်တော်တို့ကအားမလို့အားမရဖြစ်ပြီးတော့အဲဖြစ်ကြပါဘောနော်ဒါပေမဲ့ခုနပြောသလိုပဲကျွန်တော်တို့ဒီအသင်းတသင်းကိုတိဆောက်တဲ့နေရာမှာအ ਨੇ ဆုံးအချိန်2နှစ်ကနေ3နှစ်ယူပြီးဒါတိဆောက်အောင်မယ်ပေါ့ဆိုတော့ဒါဆိုရင်ဒီ3နှစ်အတွင်းမှာတက်တည်ပြရမယ်ဆိုတဲ့စကားကိုကျွန်တော်တည့်ရုပ်လေးနဲ့ပြန်ခွဲကြည့်အောင်ကျွန်တော်တို့ဒီနိုဝင်ဘာလ1ရက်နေ့ဆိုလို့ရှိရင် United ကိုအာမွန်ရောက်တာဒါတနှစ်တည်းပြည့်ခဲ့ပြီတည်ငြိမ်မှုဆိုတာရော အဘရိုးတွေခံစားမိရလားအာမိုရင်ကင်ွယ်ကင်တွယ်ခဲ့တဲ့တောက်ရှောင်မှာ United အသင်ကတခါမှတော့နှစ်ပွဲဆက်မနိုင်ဘူးသေးဘူးဆိုတော့အဲမနစ်ကရာဒီကုံမှာလည်းဗျာအဆင့်15နဲ့ဇက်သိမ်းခဲ့ရတယ်1984နောက်ပိုင်းမှာအနိုင်ဆုံးဒါအခြေအနေနဲ့ကျွန်တော် United အသင်ဒါကြုံတွေ့ခဲ့ရတယ်ပေါ့နော်ဒီနှစ်လည်းလိဖလာမှာဒုတိယဒဏ်ကဒါကလပ်ပေါ့နော်အဲ Greensby ကိုရှုံးပြီးတော့ဒါပြိုင်ပွဲကနေထွက်ခွာခဲ့ရတယ်ဆိုတော့ အဲတော်တော်လေးတော့ရှက်ဖို့ကောင်းတာပေါ့ဆိုတော့အာမိုရင်ကတော့သူ့အသင်တိုးတက်လာပြီလို့တော့အမဲပြောနေတယ်အဲဘရိုတို့ရောယူနိုက်တက်အသင်ဘယ်နေရာမှာတိုးတက်လာတာကိုတွေ့လဲပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်တို့ဖြေရှာရမှာပေါ့ဒါပေမဲ့လောလတ်ကတော့အဲပြီးခဲ့တဲ့ပတ်ကတော့နိုင်တာဆိုတော့ကျွန်တော်တို့နည်းနည်းလေးတော့စိတ်တော့ဖြေသာရတာပေါ့ဆိုတော့ဒီလိုမျိုးပြဿနာတွေအခြေအနေတွေကြုံတွေ့နေတဲ့အချိန်မျိုးမှာစာဂျင်ရက်ကလစ်ကနေပြီးတော့လူရှိကိုထွက်လာပြီးတော့အာမိုရင်ကိုကာကွယ်ပေးခဲ့တာလို့ပဲဒါကျွန်တော်တို့ထင်တယ်ကာကွယ်ပေးရဆိုတာတည်းဗျာ နောက်တနည်းကျွန်တော်တို့တစ်ဖက်ကပြန်စဉ်းစားမယ်ဆိုလို့ရှင် armoring အတွက် deadline ပေးလိုက်တယ်ဆိုတဲ့သဘောပဲဟဲ့မင်းတို့ကအချိန်3နှစ်ပေးမယ်အေး3နှစ်အတွင်းမှာတော့မင်းကောက်တစ်ခုခုလုံးရင်လုံးပြမလုံးပြရင် list ဆိုတဲ့အတိတ်ပဲပဲအဲ့ဒီသဘောလဲဒါတက်ရောက်တယ်ပေါ့နော်ကျွန်တော်ပြန်တွေးကြည့်မယ်ဆိုလို့ရှင် Sergeant Redcliffe က armoring နဲ့ပတ်သက်ပြီးတော့ကစားသမားတွေရဲ့သဘောထားကိုလဲဒါသူက အဲစုံစမ်းပြီးတော့မေးမြန်းခဲ့တယ်ဆိုတော့ဒါသတင်းတွေလည်းထွက်နေတယ်ဒါကတော့ဗျာ bro ကစာဂျင် Rockley ရဲ့မှာမဟုတ်ပါဘူးကျွန်တော်တို့ဒီ company ပိုင်ရှင်နေဆိုလို့ရှိရင်လည်းတချို့ company ပိုင်ရှင်နေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဝန်ထမ်းတွေရဲ့အကြောင်းကိုသိကျင်တယ်ဆိုရင်လည်းသဘောတူကွာဗျာအဲ manager တယောက်ရဲ့အကြောင်းကိုသိကျင်တယ်ဆိုလို့ရှိရင်ဒီအောက်က salesman တွေရဲ့အဲဒီ staff တွေရဲ့ staff တွေစီကနေပြီးတော့မေးရတယ်ဒါဒီသဘောပေါ့နော်ဒါကတော့အဲ sergeant reckless မှာမဟုတ်ပါဘူးကျွန်တော်တို့ဒီနိုင်ငံရေး company တော်တော်များများကဘာဘွား company တော်တော်များများလဲဒီနေ့စနစ်ကိုဒါကျင့်သုံးတာပါဆိုတော့ တထေးတို့ boss တို့ဆိုတာဗျာတို့ကဒီအောက်ခြေအရာကိုလည်းမသိနိုင်ဘူးမသိနိုင်တော့ဒီ manager တကယ်ကောင်းရလားဆိုတာတို့ကဟိုးအောက်ခြေကဝန်ထမ်းတွေ staff တွေ salesman တွေကိုဒါမေးတဲ့သဘောပြောပေါ့ဆိုတော့ तू ကအားကစား director ဒီ Jason Walker ကိုယ်တိုင်ကဒီ senior ကစားသမားအချို့နဲ့မျက်နှာစင်းဆိုင်ဒါတွေ့ဆုံပြီးတော့သဘောထားတွေမေးမြန်းခဲ့တယ်ဆိုပြီးတော့လည်းတည်င်းတွေထွက်နေတယ်။ United အသင်းရဲ့ကစားသမားအများစုကတော့လက်ရှိအချိန်မှာအာမိုရင်ဘက်ကနေပြီးတော့ထောက်ခံဆဲပဲလို့သိရတယ်။တခုပဲရှိရပါဗျာ။ကိုဗီမိုင်လူနဲ့ဒီပွဲကစားချိန်နှဲပါနေတဲ့ Zack Z လောက်ပဲ ဒီအာမိုရင်ပေါ်မှာအမြင်သိမ့်မကြည့်ဘူးလို့သိခဲ့ရရဲ့ပေါ့နော်။နီးပြဖွဲ့ဝင်နေတဲ့ဘုတ်ဖွဲ့ကလည်းအာမိုရင်ကိုထောက်ခံခဲ့တယ်။ဒါကြောင့် Sergeant Redcliffe ကလည်းအဲရုံကြည်ကြည်နဲ့ဒီလိုစကားမျိုးတွေကိုသူတို့ podcast မှာပြန်ပြီးတော့ပြောခဲ့ရလို့ပဲကျွန်တော်တို့ထင်တယ်ဗျ။အဲကလေးစားမိသားစုနဲ့ပတ်သက်ပြီးတော့လည်းဒါမေးသေးတယ်ပေါ့နော်။ကလေးစားမိသားစုကအာမိုရင်ကိုထုတ်ချင်ခဲ့တယ်ဆိုရင်ရောဆိုတဲ့စကားအတွက်ကိုလည်းသူကတခါလေးပြန်ပြီးတော့ဖြေပေးခဲ့တယ်။အဲ့လိုဖြစ်လာမှာမဟုတ်ဘူးလို့ဒါ Sergeant Relic ကအာမခံခဲ့တယ်။အဲ့ဒါတော့မိုက်တယ်ဗျ။ဘာလို့ဆိုတော့ အဲသူကဘာထပ်ပြောလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒေတာခံလေတဲ့ဒီကလေးစားမိသားစုဆိုတာအောက်အောက်လိုင်းပေါ့နော်သူပြောကြတယ်အပြင်ကလူပေါ့နော်ဒီ share ရှင်တော့ဟုတ်တယ်ဒါပေမဲ့တို့ကအပြင်ဘက်ကလူတနည်းအားဖြင့်ကျွန်တော်ပြန်ပြောရမှာဆိုလို့ရှိရင်ဒီ queen twin မှာဖြစ်တဲ့ကိစ္စတွေကကျွန်တော်တို့တောင်းမယ်ပေါ့နော်သူတို့နဲ့မဆိုင်ဘူးဆိုပြီးတော့ပြန်ဖြေလိုက်တဲ့သဘောပဲပေါ့သူစကားရဆိုလို့ရှိရင်တော့ queen twin ကိစ္စရင်းနဲ့ပတ်သက်လာခဲ့လို့ရှိရင်ကလေးစားမိသားစုမှာဝင်ရောက်ဆွတ်ဖက်ပိုင်ခွင့်မရှိဘူးဆိုပြီးတော့သဘောတူညီချက်ယူထားပုံတော့ရတယ်ဗျဆိုတော့ ဒီအားလေးရယ်လဲကျွန်တော်ကတော့ကြိုက်တယ်ဟိုဟိုကြိုက်တယ်ဆိုတာလဲပြောဟိုလူတိုင်းကတော့အမြဲတမ်းတော့ကြိုက်မနေနိုင်ဘူးကျွန်တော်စာချင်း reclip ကိုကျွန်တော်မကြိုက်တဲ့အချိန်ခါကြီးလည်းရှိတယ်ဒါပေမဲ့ဒီ podcast ထွက်ပြီးတော့သူ့စကားတွေကိုကျွန်တော်ပြန်သုံးသပ်ကြည့်တဲ့ခါမှာတော့သူပြောတာရောမိုက်တယ်ကျွန်တော်ကြိုက်တယ်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော် Arsenal အသင်းကြီးပြ Arteta လည်းအစောပိုင်းနှစ်တည်မှာ Arsenal မှာအဆင်မပြေဖြစ်ခဲ့ဆိုတဲ့စကားကိုတော့ကျွန်တော်တို့ဒါနင်းလေလေး analysis လုပ်ကြည့်အောင်ဆိုတော့ Arteta ရဲ့ပထမဆုံးရာသီမှာ Arsenal ဘာဖြစ်ခဲ့လဲဆိုတော့ FA Plus Champion ဖြစ်ခဲ့တယ် အဆင့်၈နဲ့ရာသီသိမ်းခဲ့တယ်။ဒုတိယရာသီမှာအဆင့်ဘယ်လောက်လဲအဆင့်၈ပဲ။ဆိုတော့ဒါပေမဲ့အဲ့ဒီနောက်ပိုင်းနှစ်တွေမှာတော့အာဆင်နယ်ရဲ့ခြေစွမ်းကတော့ဒါအတက်ဘက်ကိုပြန်ပြီးတော့ဥတီခဲ့တယ်။ဒါပေမဲ့အတက်ဘက်ကိုပြန်ပြီးတော့ဥမတီခင်မှာနှစ်ရာသီပေါ့နော်။ဒါပေးဆက်ခဲ့ရတဲ့သဘောတစ်ခုကအာတီတာရဲ့အာဆင်နယ်ကမြေလံပြောင်းလဲခဲ့ပြီမဲ့လေသူတို့မှဒါခိုင်မာတဲ့စီမံကိန်းအဲ့ဒီအချိန်တော့ရှိခဲ့တယ်။အာမိုရင်မှာရောအဲ့လိုခိုင်မာတဲ့စီမံကိန်းရှိတယ်လို့ဘရိုထင်လား။ဒါမှမဟုတ်အာမိုရင်မှာမရှိ ဘူးဆိုရင်ရော United မှာရောအဲ့လိုခိုင်မာတဲ့စီမံကိန်းရှိရလို့ထင်လားကျွန်တော်ကတော့ရှိရလို့ပဲကျွန်တော်ထင်တယ်ကျွန်တော်အခုချိန်မှာနီးပြကိုကျွန်တော်မယုံကြည်ဘူးဆိုရင်တောင်မှကျွန်တော်ကကျွန်တော်တို့ဒီ United ရဲ့စီမံကိန်းတွေ project တွေ plan တွေနဲ့ကျွန်တော်ဒီ Sergeant Radcliffe ကိုတော့ကျွန်တော်နည်းနည်းယုံကြည်ခြင်းတယ်ဆိုတော့ဟိုသူပြောခဲ့တဲ့စကားလိုပဲကျွန်တော်ကမီးခလုတ်ကိုမျိုးဖြန့်လိုက်သလိုမျိုး tax ဆိုတာနဲ့ချက်ချင်း plug ဆိုပြီးတော့မီးလင်းလာသလိုမျိုးတော့ကျွန်တော်တို့ကဖြစ်မှာမဟုတ်ဘူးချက်ချင်းပြောင်းလဲလို့လည်းမရဘူးဆိုတော့စကားကိုတော့ကျွန်တော်လက်ခံတယ် ဘာလို့လဲဆိုတော့အချိန်ရတော့ဘရိုကျွန်တော်အဟိုးအစအကြီးတွေကကျွန်တော်ပြောခဲ့တယ်ဒီအဲစာဂျန်ကလေးပြောက်လာတဲ့အချိန်ရောအာမရွန်ရောက်လာတဲ့အချိန်ရောဘရိုအတင်းတင်းကိုတိဆောက်တဲ့နေရာမှာကျွန်တော် United fan တွေကိုပြောတယ်ဘရိုဆန္ဒမစွန်းနဲ့ကျွန်တော်အနည်းဆုံး2နှစ်ကနေ3နှစ်လောက်အနည်းဆုံးအချိန်ယူရမယ်ဆိုပြီးပြောတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ပါဝင်မှာကျွန်တော်တို့ United fan တွေကတော့စိတ်မရှိကြဘူးပေါ့ဗျာဒါပေမဲ့တခုရှိတာကတော့ကျွန်တော်တို့ United နဲ့ Arsenal နဲ့ကတော့ဒါပုံစံချင်းကွဲပြားနေတာဖြစ်တဲ့အတွက်ကတော့သွားပြီးတော့နှိုင်းရှင်လို့တော့ ဒီလိုတစ်ထက်တည်းကြာကြမှာရမယ်နှိုင်းရှင်လို့တော့မရဘူးလို့တော့ကျွန်တော်တို့ထင်တယ်အာမိုရင်အာမိုရင်ပဲအာတီတာဖြစ်လာမှာမဟုတ်အာတီတာကလည်းအာတီတာပဲဗောနော်သူ့လမ်းကြောင်းနဲ့သူပုံစံပေါ်လာပါလိမ့်မယ်ယူနိုက်တက်အသင်းလဲနော်ဆိုတော့တပတ်တစ်ခါတပတ်ကို3 4 5ကပေါက်တက်ကပြောနေတဲ့အင်္ဂလိပ်မီဒီယာတွေဂျာလင်လစ်တီရဲ့စကားကိုနားမယောင်နဲ့ဆိုတာခါရောအဲ့ဒါကိုတော့ကျွန်တော်က 100%ကျွန်တော်ထောက်ခံဥပမာတစ်ခုပေးမယ်ဆိုလို့ရှိရင်ညာကျွန်တော်ဒီ English Premier League ကိုမပြောနဲ့ La Liga မှာဗျာ Barcelona တို့ Real Madrid တို့ဟာဗျာအဲ့လိုနှစ်ပွဲဆက်မနိုင်ခဲ့တာတို့အကယ်၍ဗျာတို့ရာသီကုန်ဆုံးတဲ့အချိန်မှာအဆင့်16နဲ့ရာသီသိမ်းခဲ့တာတို့ဆိုရင်ပါဇက်ပိတ်နေမယ်လို့ထင်ဘိုးမီမှာလောင်သွားမှာသဘောတစ်ခုပါသိရမလားဆိုတော့ United အသင်းလား ဗဇက်ပိတ်နေမဲ့အသင်းမျိုးလား bro bro ပဲစဉ်းစားကြည့်ဆိုတော့ကျွန်တော်စိတ်ထင်ရတော့အခု international break ကတော့ဒီတစ်ပတ်မှာဖြစ်သွားတဲ့အတွက်ကျွန်တော် premier league မရှိဘူးပေါ့နော်အဲ့ဒါပြီးရင် united ကံရမယ်အသင်းတွေကိုကျွန်တော်တစ်ချက်ကြည့်ကြည့်မယ် liverpool liverpool brighton nottingham forest tottenham hotspur နော်ဒီလေးသင်းနဲ့ရင်ဆိုင်ရမယ်ဒီလေးသင်းမှာ bro liverpool ဆိုတာလည်းသိရမလားအရန်ကောင်းတဲ့အသင်း brighton ဘလို့အသင်းမျိုးလဲဆိုတာ bro သိတယ် nottingham forest ကောင်းတာပဲသူလည်း tottenham hotspur ဒီ၄သင်းလုံးကတော့ United ရှင်ပြိုင်ပြီးကစားရခတ်စီမဲ့၄သင်းလုံးကိုကျွန်တော် international break ပြီးရင်ကျွန်တော်ရင်ဆိုင်ရမှာအဲ့ဒီ၄ဘွဲမှာရလတ်မကောင်းခဲ့ရင်ရောဖတ်ဖတ်ဖတ်ပေါ့နော်မကောင်းခဲ့ရင်ရောစာချင်း red clip ကအချိန်၃နှစ်ထပ်ပြီးတော့ပေးနေအောင်ပါလားမီဒီယာတွေရဲ့ PR တွေရောတောင်းခံနိုင်ပါလားမီဒီယာတွေကတော့အဲ့အချိန်မှာပါဇက်ပိတ်နေပါလားဘရိုထင်လားမထင်နဲ့အမလီ United ဆိုလို့ရှိရင်ဝိုင်းပြီးတော့တလာပဲ ်မီဒီယာကောင်တွေသိရမလား United haters တွေမှာအများကြီးပဲသဘောတကူကဆိုတော့ကျွန်တော်ပြန်တွေးကြည့်ရင်တော့ဗျာကျွန်တော်ကောင်းရင်ဆန်ညံ့ရင်ခံဆိုတာတော့ကျွန်တော်လူလောကရဲ့ဒါနေရာမှာတစ်ခုပဲပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့လေးဘွဲမှာဒါအချိန်လေးကောင်းခဲ့ရင်တော့နီးပြအာမိုရင်အတွက်လေအချိန်လေးကောင်းသွားနိုင်တယ်လို့အကယ်၍မပြောကောင်းမဆိုကောင်းဖတ်ဖတ်ဖတ်ပေါ့နော်အဲ့လေးဘွဲမှာဒါအချိန်လေးဆိုးခဲ့မယ်ဆိုရင်တော့ကျွန်တော်ကတော့ဆိုရင်ဒါတော့ United အသင်း အဲဟိုးအရှိမှာဖြစ်နေတယ်လို့မျိုးတွေပဲတန်တရာတပတ်လဲပြီးတော့အတိအမှန်နီးပြနောက်တရာထပ်ပြောင်းပြီးတော့အဲ့လိုကြီးตัวเลนแล้วตัวตะบัดเปียเอาไม่เลวป่ะตัวบลูเลนเนี่ยสอจรเราดีมาดีหน้านี่สอดุๆๆเลยสอเปลี่ยนเนี่ยตันเนี่ยเลยสอหมอปะคัดเลยสอเปลี่ยนตันเนี่ยตะบัดสอราก็บราบลูเตียมล่ะจรเราก็เอ่อบลูเปียเอาไม่เลยสอยฟากูซันเล็ดแท้มาส่งให้จรเราว่าไมค์เลยป่ะเดี๋ยวอะคือตันเนี่ยตะบัดเนี่ยไปออกยอกไปอ่อเปลี่ยนตัดอ่ะมา အပေါ်ပြတ်တက်သွားရင်ပြဿနာဖြစ်ယူကျွန်တော်ကဒီလိုပကတ်လွှဲသလိုမလဲနေဖို့ကျွန်တော်အရေးကြီးရေပေါ့နော်ကျွန်တော်ဒီလိုလဲဖို့လဲပြီးတော့ပြန်တက်ဖို့လိုတယ်ဆိုတော့ဒီ၃ဒီ၄ဘွဲမှာလည်းအချိန်နေကောင်းပါစီလို့ကျွန်တော်တို့ဆူတောင်းပေးရဆိုတော့ဒီ Sergeant Redcliff ရဲ့ podcast ကဒါစကားလေးကိုကျွန်တော်တို့ပြန်ပြီးတော့ share လုပ်ပေးနေတယ်ကျွန်တော်ရဲ့ခံစားချက်တွေကို bro တို့ share လုပ်ပေးရမှာဖြစ်ပါတယ်ဆိုတော့အပြောင်းရွှေ့သတင်းလေးဘက်ကိုကျွန်တော်နည်းနည်းလေးပြန်လှည့်ရအောင်အဲအပြောင်းအလဲတွေမှာတော့ထုံးစံတိုင်းပဲ Bruno Fernandes ကိုရော Saudi League တွေကနေပြီးတော့အသေးအံလိုချင်နေတယ် အဲရိုမာနိုရဲ့ဖော်ပြချက်အရတော့ဒီယာတီမှာဒါ United အသင်းနေနဲ့အခြေအနေမကောင်းခဲ့လို့ရှိရင်လေဘရူနိုဖာနန်ဒက်စ်ကယာတီကုံကြလို့ရှိရင် United တင်းကနေထွက်ခွာပဲရှိတယ်လို့သိရတယ်ဗောနော Gasmero ကိုလည်းရောင်းထုတ်ပြီးတော့ကွင်းလယ်လူအသစ်ခေါ်ဖို့စီစဉ်နေရလို့လည်းသိရတယ်ဆိုတော့ Gasmero ကိုရောင်းထုတ်တာလည်းဖြစ်လာနိုင်တယ်ပြောလို့မရဘူးဘာလို့ဆိုတော့ကျွန်တော်တို့ဒီယာတီကျွန်တော်တို့ဒီဟို Brighton တင်းကကျွန်တော်တို့ ဒီ chat တိတ်ကိုကျွန်တော်အသေးအတန်လိုက်ခဲ့ရပဲဒါပေမဲ့မရခဲ့ဘူးနော်အဲ့အဲ့မရခဲ့တဲ့အကျိုးဆက်တွေကကျွန်တော်တို့ United အသင်းရဲ့ကွင်းလယ်ကဘလောက်ဒီခါပြတ်ပြီးရောအဆင်မပြေဖြစ်နေလဲဆိုတာလူတိုင်းသိရပါတော့ဆိုတော့ဒီတစ်ခုတော့တကယ်လောက်အောင်ပါ Bruno Fernandes Bruno Fernandes ကတော့ကျွန်တော်ရဲ့ personal အမြင်ကတော့အဲတခါကြရင်လည်းကျွန်တော်တို့ချစ်တဲ့စိတ်နဲ့ပေါ့နော်ဒီကစားသမားတွေကိုချစ်တဲ့စိတ်နဲ့ဆွဲထားခြင်းနဲ့တခါကြအဲ့ဒါကြီးကလည်းအရင်ကျွန်တော်တို့ success fish ဖြစ်တယ်လို့ကျွန်တော်ခံခံစားလာရတယ်ဗျာတခါကြဘာလို့ဆိုတော့မင်း သူအသက်30ကျော်ပြီရသဘောတူကမင်း United အသင်းမှာဆက်နေမယ်ဆိုရင်လည်းနောက်တစ်နှစ်ကော supply ရပါမလားဆိုတော့လည်းအာမခံကြမပေးနိုင်ဘူးဆိုတော့ तू အသက်အရွယ်ကလည်းပတ်စံရှာတဲ့နဲ့အရွယ်ဖြစ်နေပြီဆိုတော့ तू sorry လေးမှာရေသွားခုတ်ခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တော့စိတ်မဆိုးရဲနဲ့အဲချစ်ပေးမယ်လဲလက်လွတ်ပေးရမှာပေါ့နော်ဒီသဘောပါပဲကျွန်တော်တို့ကစိတ်လျှော့တာပေါ့အဲနောက်ဆုံးတစ်ခုကတော့ဂိုသမတစ်လန်စမန်အကြောင်းပဲသူကတော့ဒါပြီးခဲ့တဲ့ပွဲကလက်စွမ်းအောင်ကြည့်ပြီးတော့ကျွန်တော်တို့ ဒီ United fan တွေကြားမှာရောကျွန်တော်တို့ဒီ Premier League ရဲ့ဒီတုံးသက်သူတွေကြားမှာရောသူ့ရဲ့အကြောင်းကိုဟုံးထနေရပါဘော။အဲအဲ့ဒီတည်းကမှ United ရဲ့ကံတွင်ဂိုးသမားဟောင်းပီတာရှမိုက်ကယ်ကဗာပြောခဲ့လဲဆိုလို့ရှိရင် last man ကိုခေါ်ခဲ့တော့ဟာတဲ့ဘယ်ကမှမသိတဲ့ဒုတိယဒန်စာဂိုးသမားကိုခေါ်ခဲ့တယ်ဆိုပြီးတော့သူကိုယ်တိုင်ဝေဖန်ခဲ့ဘူးတဲ့။ Martinez နဲ့ Donnarumma ကိုခေါ်ခွင့်ချရတဲ့အသားနဲ့ last man ကိုခေါ်ခဲ့လို့ United ကိုလည်းသူအဖြစ်တင်မိခဲ့တယ်ဗောနော်။ အဲ့ဒါတော့သူတယောက်တည်းလည်းမဟုတ်ကျွန်တော်ကိုယ်တိုင်လည်းဟိုအားမလို့အားမရဖြစ်ခဲ့တယ်မာတီနက်စ်ကိုခေါ်လိုက်ပါလားဒိုနာရူမာဆိုလို့ရှိရင်မန်စီးတီးနဲ့ပွဲမှာဘလောက်ထိဖမ်းပြသွားလဲသဘောတူကအခုချိန်အခုချိန်ထိလည်းတီတီငိုင်ငိုင်နဲ့ကစားနေတဲ့ World Class အဆင့်ကိုသမားဆိုတာဒါကျွန်တော်ကိုယ်တိုင်လည်းအားမလို့အားမရဖြစ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းပြောခဲ့တယ်ကျွန်တော်ကတင်းတော့တင်မှာပေါ့နော်ဆိုတော့အခုအခုတော့တဲ့သူ့ရဲ့အမြင်နဲ့ပြောင်းလဲသွားပြီလို့ဝန်ခံတယ်တဲ့အဲရှမကဲ၃၀ချက်ကတော့ဗျာဒီနှစ်ဘောလုံးရာသီတစ်ခုတည်းမှာတယ်နဲ United အသင်းအတွက် United အသင်းရဲ့ဂိုးသမားတွေကအမှားကျွလွန်ခဲ့တာ 6ချိန်လောက်ရှိပြီထင်တယ်တဲ့အရန်ကိုများရတယ်ဗောနော်သူပြောတာတော့သူ့လေတုံးကတော့တဲ့သူအတင်းကိုစရောက်ခါသားမှာပထမဆုံးသူအာယုံစိုက်တာကတော့သူအမှားမလုပ်မိအောင်သူအာယုံစိုက်တယ်အဲသူ့နေရာကိုစက်ခံခဲ့တဲ့ဗန်ဒါဆာတို့ဒေးဗစ်ဒီဂီယာတို့လည်းအဲ့ဒီတိုင်းပဲတဲ့ဆိုတော့သူပြောတယ်မှန်တော့မှန်တယ်ဗျကိုသမားတယောက်အနေနဲ့ပထမအဦးဆုံးအာယုံစိုက်တင်တာအမှားမလုပ်မိဖို့နဲ့ပေးကိုနည်းဖို့ပဲတဲ့ဒါမှန်တယ် ဘာလို့ဆိုတော့ကျွန်တော်တို့ကဟိုကိုယ့်ရဲ့အဓိကအမှားမလုပ်မိဖို့ဆိုတာလဲဘာလို့ဆိုတော့ focus ကိုယ်သမားတွေကတော့ကျွန်တော်စိတ်ထင်ရတော့ကျွန်တော်ကိုယ်တိုင်လည်းငယ်ငယ်တော့ဘောလုံးကစားတော့ကျွန်တော်တို့နောက်တန်းဆော့ဘူးတယ်ကျွန်တော်အဲ့ဒီတော့ကျွန်တော်တကွန်တစ်ကြောင်းသားဘွားတော့ကျွန်တော်တို့အတင်အီတလီအတင်ပေါ့နော်အဲ့တော့ကျွန်တော်နောက်တန်းစော်ရဲပြီးတော့ကျွန်တော်အတင်ရဲ့ဒီကိုသမားအဲသူအကြောင်းကြောင်းကြောင်းသူဒီပွဲမှာကစားနိုင်တာတော့ဘာလို့ဆိုကျွန်တော်ကိုဖန်မှုတယ်ဆိုတော့ကိုသမားတယောက်တော့အရေးကြီးတာတော့ focus ပဲ သူ focus ရှိနေမှာဒီစိတ်အာရုံမပြောင်းလဲမဲနဲ့ဒီဘောလုံးအာရုံစိုက်နေမှာပဲအဲသူအမှားမလုပ်မိပေါ့အမှားမလုပ်မိမှာပေါ့နော်အဲကေအဲ့လိုမျိုး focus မရှိအာရုံစိုက်မှုတွေလွင်ပါနေမှာဆိုလို့ရှင်အမှားကြီးလုံးမိနိုင်တယ်ပြီးတော့နောက်တစ်ခါတော့စိတ်မလှရှားဘူးပဲအရင်ကတည်းကဟိုလိုမျိုးစိတ်တွေလှရှားပြီးတော့ကြောက်ပြီးတော့မဖမ်းဘူးလေလိုတာပေါ့ဆိုတော့ဂုဏ်သမားကောင်တယောက်ကရဲအတင်းအတွက်တရားဒီမှာအ ਨੇ ဆုံး10မှတ်လောက်တော့ယူပေးနိုင်ဆိုရင်ရှိရမယ်သူပြောနေတာတော့10မှတ်လောက်ကိုဒါ ရအောင်လို့ဒါဖမ်းပြနိုင်ရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုသူပြောသွားတာပေါ့နော်လမ်းစမန်းမှာအဲ့လိုအရေးသွေးတွေမြင်ရအလားလားရှိတယ်လို့သုံးသပ်ခဲ့တယ်ဆိုတော့အဲကျွန်တော်ဒါသူကတော့ဟိုပွဲက United ပြီးခဲ့တဲ့ပွဲကဒီလမ်းစမန်းရဲ့လက်ဆွမ်းကိုကြည့်ပြီးတော့ဒါသူကတော့သုံးသပ်ခဲ့တာပေါ့နော်ကျွန်တော်ကတော့အဲကိုသမားတက်ရောက်ကိုဒီတပွဲတဲ့ရဲ့လက်ဆွမ်းကိုကြည့်ပြီးတော့သုံးသပ်ဖို့ကတော့စောလွန်းတယ်လို့တော့ဒါကျွန်တော်ကတော့ပြောချင်တယ်အဲသူ့ရဲ့နောက်ပွဲတွေမှာဘလို့လက်ဆွမ်းတွေလာအောင်လဲဘာလို့ဆိုတော့နောက်၄ပွဲရာလဲ bro special ကျုံးမဲ့ဖြုတ်မဲ့ပွဲတွေပဲဆိုတော့အဲ့လေးပွဲမှာသူဘလို့ဖြန်းပြမယ်ဘလို့ United ရဲ့ကိုပေါ့ကာကွယ်ပြမလဲဆိုတဲ့ lesson ကိုလည်းကျွန်တော်ဆက်ပြီးတော့ကျွန်တော်စောင့်ကြည့်ခြင်းပါတယ်ဆိုတော့ bro တော့ United အသင်းရဲ့ဒီလာမဲ့လေးပွဲအချင်းကြီးကောင်းနိုင်ပါမလား Liverpool Brighton Nottingham Forest Tottenham Hotspur ဒီလေးသင်းနဲ့မှာ United အသင်းအချင်းကြီးကောင်းနိုင်ပါမလား United အသင်းဘာတွေဖြစ်လာနိုင်လဲဆိုတာ comment လေးမှာရေးပေးခဲ့ကြပါအောင်ကျွန်တော်ကတော့ Media Sport က United fan တက်စင်ပါဗျနောက်ပိုင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်